ဆက်သက်လေတီဟာတနအိမ်ပိုင်း60နီးပါးထိလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေ့ကျင့်240ကီလိုဂရမ်ထိသေဆောင်နိုင်ပါတယ်။မြင်းပင်1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာချန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ဆက်သက်လေတီကိုမြန်မာကဒါမှမဟုတ်အန်ဒီရဲ့3ပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါ။ လူထုထက်တဲ့နေရာနဲ့စီရီအခြေဆိုင်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှာကြပါသခိုင်းနိုင်မုံရွာမျိုးတစ်ဖက်ကရင်းမပင်ခရိုင်ဆလင်းကြီးမျိုးနယ်တွေကတရုတ်ချင်းညီဆက်ရုပ်အနီးဝန်းကျင်ကျေးရွာတွေကိုစောစုကရွာဆန်ပတ်မွေစစ်ကြောင်းထိုးနေပြီးပြည်သူတွေကိုဖမ်းဆီးကတစားကန်လူသားတိုင်းကအဖြစ်အတုံးချသလိုတချို့ကိုတပ်ဖြတ်ဆွန့်ပစ်တာတွေလုပ်နေရလို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရတယ် အော်တိုဘာ၁၈ရက်ကစလို့ဆလင်းကြီးမြို့နယ်တဲ့စိုးစုအင်အား150လောက်နဲ့နှစ်ဖွဲ့ခွဲကရာဇံပတ်မွေစစ်ကြောင်းထုတ်နေပြီးပါရာမော်တာစက်တလီတီဂျိုင်ယိုကော်ပရာရဟရင်ငယ်တွေနဲ့လေကြောင်းကနေဘုံကျဲပစ်ခတ်နေပါတယ်။ဆလင်းကြီးမြို့နယ်တဲ့ရွာစင်ပတ်မွေနေတဲ့စိုးစုနဲ့တော်လန်ရေးတပ်တွေအော်တိုဘာ20ရက်မနက်ပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစိုးစုအသေးအပြောက်ရှိကနောက်ပြန်ဆုတ်သွားတယ်လို့ဒေသခံတအုကအမှတ်ပြုကိုပြောပါရတယ်။ ဇီတော့ရွာကနေမကြီးတန်းရွာဘက်ကူးချိန်တော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်ခံရတဲ့စိုးစုဟာအောက်တိုဘာ16ရက်မှာစက်တဲရွာကိုစင်းနေလူရဲ့ချိန်ဒေသခံပြည်သူ၃ဦးကိုဖမ်းဆီးကတစားကလူသားအတိုင်းကအဖြစ်အုံချခဲ့ပြီးတိုက်ပွဲဖြစ်ပြီးချိန်အဲ့ဒီပြည်သူတွေက2ဦးကိုဓာတ်နဲ့မုံးကတပ်ဖြတ်ဆွန့်ပစ်ခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်သေးဆုံးသူ2ဦးဟာအသက်40ဝန်းကျင်အရွယ်အယက်သားပြည်သူ2ဦးဖြစ်ပြီးတော့နောက်ထပ်ဖမ်းဆီးခံရတဲ့ပြည်သူတွေရဲ့အခြေအနေကိုတော့ အမတ်ပီလေးနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တိုက်ပွဲမှာထိခိုက်တဲ့စုပ်စုကိုတော့တရုတ်ကျင်းနေဆက်ရုပ်ဝမ်မောင်ကုမ္ပဏီတွင်တည်ယူသွားတယ်လို့လည်းဆိုပါတယ်။တချိန်တည်းမှာပဲစလင်းချင်းမြို့နယ်တဲ့စစ်ကြောင်းထုတ်နေတဲ့စုပ်စုကိုမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမကကနေပါရာမော်တာဂျိုင်းယိုကော်ပိုရာတွေနဲ့လေကြောင်းပစ်ကူပေးနေပြီးအောက်တိုဘာ19ရက်မှာစလင်းချင်းမြို့နယ်တဲ့ပါရာမော်တာ2စီးနဲ့ဘုံကျဲကအောက်တိုဘာ20ရက်မှာတော့ဂျိုင်းယိုကော်ပိုရာ3စီးနဲ့ဘုံကျဲတယ်လို့ဒေသခံတွေကပြောပါတယ်။ ုံးစုရာဆန်ပတ်မွေစစ်ကြောင်းတို့ရံပြူတာနဲ့လေးကြောင်းပုံကျဲမှုတွေကြောင့်ဇလင်းကြီးမြို့နယ်မှာရှိတဲ့လက်ပတောင်ရွှေလီပလောင်ဂရုကုံတောကြောင်ဖောင်ကတော်စတဲ့ကျေးရွာကပြည်သူတပေါင်းခွဲကျော်ဘေးလျာကိုထွက်ပြေးနေရကစစ်ပင်းရှောင်နေကြပြီးစားနပ်ရိက်ကအရေးပေါ်လိုအပ်နေရလို့ဒေသဝင်ကူညီကဲဆဲလုပ်နေသူတွေကပြောပါတယ်